ဝါတိုကွန်ဆတ်မှာတချင်းသစ်ကိုချပြသွားမဲ့ Blackpink Blackpink ဟာသူရဲ့တချင်းသစ်ကိုဇူလိုင်မှာစတင်မဲ့ဝါတိုရဲ့အစားကိုရမ်းဖြော်ပြပွဲကြမှာစတင်ချပြသွားမယ်လို့သိရပါဗျ။ဇွန်လ23ရက်နေ့မှာ Blackpink ရဲ့ agency YG Entertainment ကတချင်းအစ်စ်ကိုဇူလိုင်5ရက်6ရက်နေ့တွေမှာ Korean Sport Complex Main Stadium မှာပြုလုပ်ကျင်းပသွားမယ့်ဖြော်ပြပွဲတွေကြားမှာပထမဆုံးတချင်းဖြော်ပြသွားမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ ဒါဟာနှစ်နှစ်နဲ့ရှစ်လကြာမှ Blackpink ရဲ့ပထမဆုံးထွက်ရှိလာမယ့်သတင်းလေးဖြစ်ပါတယ်။ YG ရဲ့ Executive Producer Yan Hong-seok က YG Announcement ကနေတဆင့် Blackpink Comeback ကိုကြေညာလိုက်ကြတဲ့ကတက္ကပလုံးကပရိသတ်တွေ Comeback သတင်းကိုနားဆွင့်နေကြတာပါ။ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး YG ကသတင်းအသစ်ကိုဘယ်လိုပုံစံနဲ့ပြန်ချမလဲဆိုတာအများကြီးဆွေးနွေးကြရအောင်ပြောပြလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ Water ရဲ့အစမဲ့ Goyan Concert ကြမှာ Fanan နဲ့ Blackpink ကြားပြန်လည်ချိတ်ဆက်တဲ့အထိမ်းအမှတ်နဲ့သတင်းအသစ်ကိုပထမဆုံးချပြမယ်လို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်းလည်းရှင်းပြခဲ့ပါသေးတယ်။ Blackpink ဟာ K-pop ရဲ့ တ်တန်ကဲ group ဖြစ်သူတို့ရဲ့နေရာကိုကာလာရှေထိမ့်သိမ်းချနိုင်ပြီးထွက်သမြတ်တချင်းနိုင်ကလည်းစံချိန်သစ်တွေတင်နိုင်နေတာပါဇူလိုင်မှာပြုတ်လောက်သွားမဲ့ Goyan concert ကနေစတင်ပြီး Blackpink ဟာသူတို့ရဲ့ World Tour deadline ကိုမြို့ကြီး16မြို့မှာပြည်ပပွဲပေါင်း32ပွဲနဲ့ကျင်းပပြုတ်လောက်သွားမှာဖြစ်ပါတယ် Tour မှာ Los Angeles, Chicago, New York, Toronto, Paris, Milan, Barcelona, London, Kaohsiung, Bangkok, Singapore, Tokyo နဲ့ Hong Kong တို့ပါဝင်သွားမယ်လို့ကြေညာထားပါတယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်